အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေ။ကျွန်တော်နာမည်ကတော့ Mr. Nine ဖြစ်ပါတယ်။အမေရိကရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်။ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့အသက်88နှစ်အရွယ်ရှိတဲ့ Christian Catholic ဂိုင်းချုပ်ဆရာတော်ပုန်ရဟန်းမင်းကြီး Francis ဟာကွယ်လွန်သွားခဲ့ပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ သတင်းအပြည့်အစုံကတော့ The Wall Street Journal က April 27, 2025ညနေမှာတင်ဆက်သွားတာကတော့ Vatican မြို့တော်မှာရှိတဲ့ပုပ်ရဟန်းမင်းကြီး Francis ဟာမြို့ဖလားထုံတန်းစင်လာကိုကျင့်တရားတုံ့တင်မှုများထက်လူမှုရေးနဲ့စီးပွားရေးတရားမျှတရေးကိုမြင့်တင်ရန်စ조사ခဲ့တော်လဲဖျားเจ้าများအတွင်ကြီးထွားလာနေတဲ့သဘောထားကွဲလဲမှုတွေဒိန်ပိုင်းဆိုင်ရာအလွဲသုံးစားလုပ်မှုအရှုပ်တော်ပုံတွေနဲ့ရင်ဆိုင်ခဲ့ရပြီး ကွင်လွန်သွားပြီဖြစ်ကြောင်းဗာတီကန်နန်းတော်မှာပြောကြားခဲ့ပါတယ်။ကွင်လွန်တဲ့အချိန်မှာသူအသက်88နှစ်ရှိနေခဲ့ပါပြီ။ပုပ်ယဟန်မင်းကြီးဤကွင်လွန်ရခြင်းဟာအဆုတ်ယောင်ရောဂါနမိုနီးယားကြောင့်ဖြစ်ပြီးဂျက်ဒရပတ်တော်တော်ကြောင့်အောင်ဒီနှစ်ဦးမှာဆေးရုံတက်ခါဆေးကုသမှုခံယူခဲ့ရပြီးသူ၏ကျန်းမာရေးအားချူကြနေခဲ့ပါတယ်။နောက်ဆုံးတော့ဂျောမနိုင်ငံအီတလီမြို့မှာရှိတဲ့ဗာတီကန်နန်းတော်ကိုပြန်ဆင်းလာပြီးကွယ်လွန်သွားခဲ့ပါတယ်။ ဂျော့ချ်မာရီယိုဘာဂိုဂလီယိုဟာဆိုလို့ရှိရင် အမေရိကကဖြစ်ပြီးပထမဆုံးသောပုပ်ယဟန်မင်းကြီးဖြစ်လာခဲ့ပူပါတယ်။ကက်သလစ်ဘာသာဝင်တွေရဲ့အကြီးကနေရာဖြစ်တဲ့ရုမ်ကနေဂျေဆုအမေနဲ့ပထမဆုံးပုပ်ဖရန်စစ်ကိုအဲ့ဒီဘွဲ့ကိုခံယူခဲ့ပါတယ်။အခုကွယ်လွန်သွားတဲ့ပုပ်ယဟန်မင်းကြီးဖရန်စစ်ကတော့ယာစုနှစ်6ခုကျော်လောက်ကြာပြီး နောက်ဆုံးပုပ်ယဟန်မင်းကြီးဖြစ်လာခဲ့ပြီးစန်နမိုနာပြ ဝိစားဆင်ရင်မှုတွေဝစ်ဆင်ပြီးတေးငယ်သောကားများကြီးကကြီးကျယ်ခမ်းနားစွာမနေခဲ့ပေမဲ့တရင်သာရှင်းနေပွဲတွေမှာပြပြတတမှတ်ချက်များပြီးချင်းဖြင့်သူ၏ပုံရဟန်းမင်းကြီးဘဝကိုပုံဖော်ခဲ့ပါတယ်။သူဟာဆိုရင်ချမ်းသာကြွယ်ဝတဲ့နိုင်ငံတွေကိုတဘာဝပတ်ဝန်းကျင်ကိုပုံမကောင်းမွန်မပြက်စီအောင်ကာကွယ်ပေးဖို့တောင်းဆိုခဲ့သူလည်းဖြစ်ပြီးနိုင်ငံရေးစကားတွေလည်းပုံမလေးလေးပြောကချမ်းသာတဲ့လူအဖွဲ့အစည်းနဲ့မှန်ပါတဲ့လူအဖွဲ့အစည်းနှစ်ခုကြား ကွာဟမှုတွေကိုပေါင်းကူးပေးကြဖို့ကဘာအရရက်ကအခြေခံလူဒန်းစားတွေနိုင်ငံရေးလှုပ်ရှားသူတွေကိုပွင့်ပွင့်လင်းလင်းတိုက်တွန်းခဲ့ပါတယ်။အနောက်နိုင်ငံမှာရွှေပြောင်းဒုက္ခသည်များဝင်ရောက်နေတဲ့နေဆက်ကိုပိတ်ရန်ပြုလုပ်တာကိုသူကတားမြစ်ခဲ့ပြီးသမ္မတထရန့်ရဲ့လူအစုလိုက်အပြုံလိုက်ပြည်내တံပေးတဲ့ကိစ္စကိုလည်းဝေဖန်ခဲ့သူတဦးလည်းဖြစ်ပါတယ်။ယူကရိန်းစစ်ပွဲမှာလည်းအလေအလတ်မှနေခဲ့ကယူကရိန်းပြည်သူတွေရဲ့ဆင်းရဲဒုက္ခကိုစာနာတော်လဲရုရှားတိုက်ခိုက်မှုအပေါ် direct မရှုံချပဲအနောက်နိုင်ငံများမှာတွေ့ထိုးလှုံ့ဆော်ခြင်းကြောင့်ဖြစ်ခဲ့ရတဲ့စစ်ပွဲလို့ဝေဖန်ခဲ့ပါတယ်။ Francis E. Movada များဖြစ်တဲ့ရိုးရာ လက်ထပ်ထိန်းများခြင်းနဲ့လိန်တူလက်ထပ်ထိန်းများခြင်းတို့ကိုပယ်ချခြင်းများရှိခဲ့ပြီးသူ့ရဲ့အကြောကြားဆုံးသောမူဝါဒကတော့လိန်တူဖုံးတော်ကြီးတွေနဲ့ပတ်သက်သောမိကွန်းတွေကိုဖြေဆိုရမှာတော့ငါကဘသူကိုမှန်တယ်မှားတယ်တရားစီရင်ရမှာလဲလို့ပြန်ဖြေခဲ့ပါတယ်။ကက်သလစ်ဘာသာတွေရဲ့စီမင်းစည်းကမ်းများ ျော့ပေါ်တင်တာတွေကိုျော့ပေါ်ပေးခဲ့ပြီးအမေရိကနဲ့တောင်အမေရိကတို့တွင်ကက်သလစ်ဘုန်းတော်ကြီးတွေနေနေမှုအပေါ်ထပ်မံအားဖြင့်အားမြင့်ပေးနေဖို့စ조사နေသူတယောက်လည်းဖြစ်ပါတယ်။ American ဒုတိယသမ္မတ JD Vance ဟာပုပ်ယဟန်မင်းကြီး Francis မတည်ဆုံးပြီးနောက်ဆုံးတွေ့လိုက်ရတဲ့နိုင်ငံကောင်းဆောင်များထဲမှာတဦးဖြစ်ခဲ့သည့်အတွက်လည်းဂုဏ်ပြုခဲ့ပါတယ်။သူဟာပုပ်ယဟန်မင်းကြီးကိုချစ်တဲ့ကဘာတော်ဝမ်းကခရီးယန်ဘာသာဝင်တွေရှိ ကျွန်တော်နှလုံးသားကပြန့်နှံ့သွားပါပြီလို့ပုံရံမင်းကြီးအားအယမ်းနေမကောင်းဖြစ်နေပေမဲ့မတိဆုံးမီတရက်မှာကျွန်တော်နဲ့တွေ့စင်မှာတော့လန်းလန်းဆန်းဆန်းရှိနေသွားကြောင်းသူကပြောပါတယ်။အရွယ်ရောက်ပြီးတာနဲ့ကက်သလစ်ဘာသာသို့ကူးပြောင်းခဲ့တဲ့ Vance ဟာအိန္ဒိယကိုမသွားရောက်မီတနင်္ဂနွေနေ့မှာပုံရံမင်းကြီးအပါဝင်ဗာတီကန်မှအဓိကတာဝန်ရှိသူတွေနဲ့တွေ့ဆုံခဲ့ပါတယ်။ပုံရဟမင်းကြီးငြင်းငြင်းစွာအနားယူပါလို့ X media မှာရေးသားထားတဲ့ လက်မှတ်မထိုးထားတဲ့မှတ်တမ်းအတွေ့အိမ်ပြူရောကဝိုင်းနေစကားပြောခဲ့ပါတယ်။ပုံဟန်မင်းကြီးဟာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကိုကာလရှည်ကြာဝေဖန်ခဲ့သူဖြစ်ပြီး2016ခုနှစ်မှာသမ္မတထရမ့်ရဲ့ယုံကြည်မှုအပေါ်မေးခွန်းထုတ်ခဲ့ပြီးတော့နိုင်ငံတတိုင်းတွေစောက်ချင်းပြုပြီးတရားများစောက်ချင်းမပြုတာဆိုရင်ခရစ်ယာန်ဘာသာဝင်မဟုတ်ကြောင်းပြောကြားခဲ့ပါတယ်။ မကြသေးခင်ကလည်း Trump ရဲ့လူဝင်မှုကြီးကြပ်ရေးအမြင်တွေကိုရုပ်ဆိုးသောအရာဟုရည်ညွှန်းပြီးပြည်내တန်ပေးခြင်းကိုတော့လုံးဝသဘောမတူပဲရွှေ့ပြောင်းအခြေစိုက်သူတွေဟာပုံရဟန်းမင်းကြီးအတွက်အလွန်အရေးပါတဲ့ကိစ္စဖြစ်ကြောင်းပြောဆိုခဲ့ပါဗါတယ်။ American ဒုတိယသမ္မတ Vance ကတော့ Trump ဘက်ကနေကာကွယ်ပြောဆိုသွားခဲ့ပြီးတော့ဝေဖန်မှုတွေကိုတုံ့ပြန်ရန် သူ၏ဘာသာရေးယုံကြည်ချက်များကိုအသုံးပြုခဲ့ရပါတယ်။ American ဒုတိယသမ္မတ JD Vance ဟာအသက်30 ပြည်ခဲ့တဲ့2019ခုနှစ်မှာကက်သလစ်ဘာသာကိုကူးပြောင်းခဲ့ပြီးတော့ကက်သလစ်ဘာသာရဲ့မိသားစုနဲ့လူမှုရေးတံပိုးတွေဟာနှစ်သက်ဖွယ်ကောင်းပြီးရှေးယိုးဆန်တဲ့နိုင်ငံရေးအမြင်အဖြစ်အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းစာရေးသားထားခဲ့မှုပါတယ်။ဒါပေမဲ့လူမှုကြီးကြပ်ရေးဥပဒေတွေနဲ့ဆိုင်တဲ့လုပ်ငန်းတွေမှာတော့ပုံချဟန်းမင်းကြီးနဲ့သဘောထားကွဲလဲမှုတွေရှိနေပေမဲ့သူ့ရဲ့ယုံကြည်မှုဟာအစ်စ်ဖြစ်ပြီးပုံချဟန်းမင်းကြီးနဲ့ကွဲပြားနိုင်ကြောင်းဝန်ခံခဲ့ပါတယ်။ ပုတ်ရန်မင်းကြီး Francis ကတော့မသိဆုံးခင်မှာ Easter Sunday နေ့မှာတော့တနင်္ဂနွေနေ့မှာတော့ Vatican နန်းတော်ကနေပြီးတော့ထောင်ပေါင်းများစွာသော သူ့ရဲ့ပရိသတ်အား Happy Easter ဖြစ်ပါစေလို့ဆုမောကောင်းတောင်းပေးခဲ့သွားကြောင်းသိရပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။ဒီနေ့သတင်းကတော့ဒီတော့ပါပဲ။နောက်နေ့ဒီမှာလည်း America ရဲ့သတင်းအမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Burmese USA News YouTube channel လေးကိုချိန်တက်ခင်ရင် like and subscribe လုပ်ပေးခဲ့ကြပါပါ။ So please take care of yourself and each other. Bye bye.